ကံကြောင့်ဆုံးလာရတဲ့ဒိုးတွေဟာကံကုန်ပြီဆိုရင်ခွေကြရတော့တာပဲဘလောက်ပဲချစ်ခင်ပါတယ်ဘလောက်ပဲမျက်နှိုးပါတယ်ပြောပြောသူနဲ့ကိုနဲ့စုံစည်းဖို့ရရေဆက်ကကုန်ပြီဆိုရင်တနည်းမဟုတ်တနည်းနဲ့ခွေကြရတော့တာပါပဲ လေကြောင်မဲစုံသီးခဲ့တဲ့တိမ်တိုက်တွေဟာလေကြောင်မဲကွဲကွာသွားကြရတာပါပဲ။ကံကြောင်တရားတွေတိုက်ဆိုင်ပြီးတော့စုံသီးခဲ့ကြရတဲ့ဒိုးတွေဟာကံကုံနဲ့တစ်နှစ်ကိုထုတ်ကိုပိုက်ပြီးတော့ကိုကြီးကိုရှေ့ဆက်ကြရမှာပါပဲ။ဒါကြောင့်မတေးခင်ချစ်ပါ အသက်ရှင်နေတဲ့ကာလတော်တွင်မှာသူ့ဘုံမှာကိုပေးနိုင်တဲ့မေတ္တာကရုဏာတွေပေးပါစကားတွေကိုချိုချိုသာသာပြောပါမသေးခင်မှာမေတ္တာတရားတွေများများထားပြီးတော့ချစ်ချစ်ခင်ခင်နဲ့မနာလဝန်တုံမှုတွေလျှော့ပြီးတော့တဝူးရဲ့ဒုက္ခကိုတဝူးကဖေးမှကူညီပြီးတော့လူသားဆန်ဆန် နေထိုင်ကြရမယ်။ဒါဆိုရင်တော့နောင်တလည်းကင်းတာပေါ့။ဘဝဆိုတာတူတူလေးရဲ့။အလုံးဟာလူပြည်လူလောကကိုအလဲလာကြတဲ့အဲ့တဲ့တွေကြည့်ပါမယ်။ချိန်တန်တော့လေကိုထုတ်ကိုပိုက်ပြီးကိုလန်းကိုရှောက်ချရတာပါပဲ။အကယ်၍ကိုချစ်တဲ့ပုဂ္ဂိုလ်တွေ ကိုယ်ပေါ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကွယ်လွန်နေတဲ့ရောက်သွားပြီဆိုလို့ရှိရင်လည်းပဲသူ့ကိုတတိယတိုင်းတတိယတိုင်းကောင်းမှုကုသိုလ်တစ်ခုလုံးပြီးတော့ကုသိုလ်ကိုအမြဝင်ပေးပါဒါဆိုလို့ရှိရင်